ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့မြန်မာကိုချီနောင်မဲ့အကျွေးထောင်ချောက်ကိုဟန်တားခဲ့တဲ့ဒေါင်ဆန်းစုကြည်ဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်ဒေါင်ဆန်းစုကြည်ဥဆောင်နဲ့အစိုးရလက်ထက်မှာတရုတ်နဲ့စီးပွားရေးချီနောင်မှုတွေကအားနည်းသွားတဲ့အနေအထားရောက်ခဲ့တယ်လို့အချက်အလက်ကိန်းကနန်းတွေအရသိရှိရပါတယ်ပုံမပွန်လင်းတဲ့စီးပွားရေးလှုပ်ဆောင်နိုင်တဲ့အနေအထားတွေကဥရောပ အပါဝင်အခြားနိုင်ငံများနဲ့တည်တည်တသာတိုးမြင့်ဆက်ဆံနိုင်ခဲ့လို့တရုတ်ကျွေးမီကို26ရာခိုင်နှုန်းအထိရှော့ချနိုင်ခဲ့ပါတယ်။တရုတ်နဲ့ကုန်တော်ကြီးလူငွေလူငွေပြမှုတွေလည်းတည်တည်တသာရှော့ချနိုင်ခဲ့ပါတယ်။တရုတ်ဟာမြန်မာအပါဝင်ရှစ်တောင်အာရှနိုင်ငံအာဆီယံနိုင်ငံတွေကိုသူ့ရဲ့ခပ်ဖက်လန်းစီမံကိန်း one but one road bia ya chauk kai tha bu 2013ခုနှစ်တည်းကစတင်တာဖြစ်ပါတယ် 2023ကစပြီးအာဆီယံဒေသတွင်းမှာတရုတ်အစိုးရကဘီအိုင်ခေါင်းစဉ်အောက်ကနေရန်ပုံငွေဒေါ်လာဘီလီယံ300ကျော်သုံးစွဲခဲ့ပြီးဒါနိုင်ငံတစ်ခုချင်းစီရဲ့နှစ်စဉ်သုံးရန်ပုံငွေထောက်ဝက်နဲ့ညီမျှတဲ့အထိဖြစ်ပါတယ်။တချို့ဆိုကြော်တောင်ကြော်လွန်နေပါသေးတယ်။အဲ့ဒီထဲမှာလာအိုကမ္ဘောဒီးယားမြန်မာပါဝင်ပါတယ်။လာအိုကမ္ဘောဒီးယားနဲ့မြန်မာဟာချိုင်းနာကျွေးမီကိုအထူး မီတီနေရတဲ့အနေအထားလို့ဆိုနိုင်ပါတယ်။အရှိတောင်အာရှကုန်းမကြီးပေါ်ကမြန်မာလာအိုနဲ့ကမ်ဘောဒီးယားတို့ဟာမိမိတို့ရဲ့နှစ်စဉ်ပုံမှန်အသုံးစရိတ်ထက်တရုတ်ကျွေးမြာတစားခွဲကနေနှစ်ဆအထိပိုများနေပါတယ်။မြန်မာဆိုရင်အမေရိကန်ဥရောပနဲ့ဆက်ဆံရေးတိုးလုံနေတာတောင်မှ တရုတ်ကကုန်သွယ်ဘက်စရင်းမှာ ထိတ်ဆုံးရှိနေပါသေးတယ်။ ကမ္ဘာ့ဘဏ်ဆိုရ2019ခုနှစ်မှာမြန်မာရဲ့တရုတ်ကျွေးမြေဟာဒေါ်လာ3.3ဘီလီယံဖြစ်ပြီးဒါ2015နဲ့နှိုင်းရှင်ရင်၄နှစ်ကျော်ကာလအတွင်းဒေါင်ဆန်းစုကြည်အစိုးရဟာတိုင်းပြည်မှာတင်ရှိနေတဲ့တရုတ်ကျွေးမြေကို26ရာခိုင်နှုန်းထိရှော့ချနိုင်ခဲ့တာဖြစ်ပါလေဒီ၄နှစ်အတွင်းမှာပဲကမ္ဘောဒီးယားမှာတရုတ်ကျွေးမြေ34ရာခိုင်နှုန်းနဲ့လာအိုမှာတရုတ်ကျွေးမြေ82ရာခိုင်နှုန်းထိတိုးတက်လာခဲ့ပါတယ် အကယ်၍ကျွေးမိများတရိပ်ရိပ်တက်လာပါကနိုင်ငံရဲ့အရေးကြီးတဲ့အခြေခံစောက်အုံတွေကိုပြည်ချင်းစီလွှဲပြောင်းရမယ့်အကျွေးထောင်ချောက်တစ်ခုတည်းကိုကြသွားနိုင်ရှိရှိပါတယ်။ဒါကိုဒေါံဆန်းစုကြည်အားလေးနက်သတိပြုခဲ့ပါတယ်။ဒေါံဆန်းစုကြည်ရဲ့မူဝါဒအပြောင်းလဲများနဲ့တိတာတဲ့ဥပမာတစ်ခုကတော့တရုတ်ဟာအိန္ဒိယသမုဒ္ဒရာကိုလွှမ်းမိုးထားဖို့ကြိုးစားနေတဲ့ကြောက်ဖြူစိတ်ကမ်းတိဆောက်ရေးစီမံကိန်းရဲ့ တမနာသိမ့်စိန်ဆင်းငံဤသဘောတူခဲ့တဲ့မူလအစီအစဉ်တွေကို ပြန်လည်ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။ကြောက်ဖြူစေကန်းဟာကီလိုမီတာအဖြစ်180ရှိတဲ့ပိုက်လိုင်းကြီးနှစ်ခုနဲ့တရုတ်ကုန်းတွင်းပိတ်ပြီးနေယူနန်နယ်ကိုသဘောတဝင်းနဲ့ရင်းနှံတွေတည်ဆောင်ဖို့ဖြစ်ပါတယ်။ဒါပြင်ယေဇူးနဲ့တဲ့တင်မောကြီးတွေပဲစိုက်ကပ်နိုင်မဲ့ကြောက်ဖြူရင်နဲ့စိတ်ကန်းကနေတရုတ်ရဲ့မဟာမိတ်အရှိအလဲပိုင်းနဲ့ တရုတ်အကျွေးနွန်နဲ့နေနေတဲ့အာဖရိကကရေနံနဲ့တဘာဝတန်းကိုတွေကိုမလကရေလက်ကြားထိ တကွိတပတ်ဖြတ်သန်းစရာမလိုပဲတရုတ်ပြည်ကုန်းတွင်ပိုင်းကိုတဲဆောင်လာနိုင်မှာဖြစ်ပါတယ်ဒီရီမန်းချက်အောင်မြင်ဖို့အတွက်တသွေးမတိန်လိုက်နာမဲ့ဩဇာကံဆိုးရတရက်ကိုရှိချင်းဖင်ကလိုလားပါတယ်ကျောက်ပြူစီမံကိန်းရဲ့ငွေကြေးပမာဏကိုဦးသိန်းစိန်ဆိုးရကမူလကဒေါ်လာ9.2ဘီလီယံနဲ့တက်မှတ်ခဲ့ပေမဲ့ ဒေါန်ဆန်းစုကြည်အစိုးရပြန်လည်စီစစ်မှုရ2018ခုနှစ်နိုဝင်ဘာလမှသာအခြေခံသဘောတူညီချက်ရရှိခဲ့ပြီးဒေါ်လာ1.3ဘီလီယံထိပြန်လျှော့ချပစ်နိုင်ခဲ့ပါတယ်။စီမံကိန်းသေးစိတ်ကိုဒေါန်ဆန်းစုကြည်အစိုးရရဲ့တောင်းဆိုချက်နဲ့အညီပြောင်းလဲနိုင်ခဲ့ပါတယ်။ဒါအပြင်စိတ်ကမ်းဝယ်လိုအားကိုလက်တွေ့မှတွေ့မြင်အကောင့်ထဲပေါ်ပြီးမှသာလျှင်ကျန်တဲ့နောက်ဆက်တွဲ ရင်းနှီးမြှောက်နှံမှုအစိအပိုင်းတွေကိုဆက်ဆုံးဖြတ်မယ်လို့ပြောင်းလဲပြစ်ခဲ့ပါတယ် face တစ်ခုပြီးမှတစ်ခုထပ်လုပ်မယ် face တစ်ခုစာပဲချေးငွေယူမယ်အဲ့ဒီလိုမဟုတ်ဖဲ face အားလုံးတစ်ခါတည်းငွေလုံးငွေရင်းကြီးချေးတာပိုက်ထားပြီးလုံနေရင်အတိုးတွေတက်နေတဲ့အကျွေးထောင်ချောက်ထဲကိုမဝင်ဘူးဆိုတဲ့သဘောပါပဲ။ ရှီကျင်းပင်ရဲ့ငွေပေးကျွေးမီထောင်ချောက်ဗျူဟာကို debt track diplomacy လို့တုံးလုံးကြပါတယ်။အာရှရှစ်နိုင်ငံဖြစ်တဲ့ဂျီဘူတီ၊ကာဂျစ်စတန်၊လာအိုမွန်ဂိုလီးယား၊မွန်တီနီဂရို၊မော်ဒိုက်ပါကစ္စတန်နဲ့တာဂျစ်ကစ္စတန်နိုင်ငံတို့ဟာတရုတ်အကျွေးပြဿနာများအတွက်အထူးစိုးရိမ်ရတဲ့နိုင်ငံများဖြစ်ပါတယ်။တရုတ်ကျွေးမီထောင်ချောက်တန်တမန်ကြီးရဲ့လက်ရှိနောက်ဆုံးတားကောင်မှာလာအိုနိုင်ငံဖြစ်ပါတယ်။ လာအိုဟာတနိုင်ငံလုံးမှာရှိတဲ့လက်စစ်တအားလိုင်းအများစုရဲ့ထိမ့်ချုပ်ခွင့်ကိုတရုတ်နိုင်ငံကွန်ကျိုးမှာရုံးဆိုင်တဲ့အစိုးရပိုင် China Southern Power Grid Community ပြည့်ထားတဲ့အနေအထားဖြစ်ပါတယ်။တရုတ်အစိုးရဟာအခြားဆင်းရဲနွမ်းပါတဲ့နိုင်ငံတွေမှာပမာဏများပြားလို့နဲ့ငွေကြေးအစီအစဉ်တွေ အတိုင်းအဆမရှိပေးအပ်နေပြီးအပြန်အလှန်အဖြစ်နိုင်ငံရဲ့မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများကို စုပ်ကင်ထားခဲ့ပါတယ် တရီးလင်္ကာနဲ့ပါကစ္စတန်လိုနိုင်ငံတွေဟာတရုတ်ရဲ့အကြွေးဟောင်းများကိုပြန်ဆက်ဖို့သူတို့ရဲ့မဟာဗျူဟာမြောက်နေရာတွေကိုအလျှော်အတင်းလှုပ်လိုက်တရုတ်ထံကနေငွေချေးအစ်စ်တွေယူလိုက်နဲ့စိုးရတဲ့တန်တရာမှာပိတ်မိနေတာဖြစ်ပါလေတရီးလင်္ကာကိုလံဘိုမှာဟမ်ဘယ်တူဒ်စိတ်ကန်တီဆောက်ဖို့တရုတ်ကုမ္ပဏီတစ်ခုကို66နှစ်စာချုပ်နဲ့အငှားချခဲ့ရပါလေပါကစ္စတန်နိုင်ငံမှာတရုတ်အစိုးရက ဂွာရစိတ်ကန်းကိုတိဆောက်ဖို့နှစ်40စာချုပ်ချုပ်ဆိုခဲ့ပြီးအထူးတည်တံ့အခွင့်အရေးတွေနဲ့ထူးခြားတဲ့အခွန်ကင်းလို့ခုတွေတဲဟွာရရှိခဲ့ပါတယ်။စိတ်ကန်းဝင်ငွေရဲ့67ရာခိုင်နှုန်းကိုတရုတ်စိုးရကရရှိမှာဖြစ်ပါတယ်။တဲဟွာဂွာရစိတ်ကန်းဘေးမှာတရုတ်ရေတပ်အတွက်မဟာဗျူဟာမြောက်ကင်းစခန်းတစ်ခုတိဆောက်ဖို့အစီအစဉ်ရှိနေပြန်ပါတယ်။တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုများပေါ်ပါကစ္စတန်အလွန် မိခိုလာရတဲ့အတွက်နိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒကိုလည်းပြင်းထန်စွာထိခိုက်လာပါတယ်။ထင်ရှားတဲ့ဥပမာကတော့တရုတ်နိုင်ငံတွေကရှင်ကျန်းဝီဂါမွတ်စလင်တွေတိုက်ရိုက်ဖိနှိပ်ခံရတာကိုပါကစ္စတန်ကဒါဟာလုံယုံလုံစင်ပါလို့ပြောပြခဲ့ရတဲ့အထိဖြစ်ပါတယ်။2006ခုနှစ်ကစပြီးငွေကြီးကျွဲဝတဲ့တရုတ်ကွန်မြူနီရဲ့အကျွေးထောင်ချောက်ထဲကြာရောက်သွားတဲ့တာဂျီကစ္စတန်ဟာနိုင်ငံပိုင်ပမောတောင်တန်းများတွေက 1158စတူယန်ကီလိုမီတာရှိတဲ့နယ်မြေကိုတရုတ်လက်ထဲလွှဲပြောင်းပေးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတရုတ်ကုမ္ပဏီတွေဟာဒီဒေသကရွှေငွေနဲ့အခြားတွင်းထွက်တွေကိုတူးဖော်ထောက်ယူခဲ့ကြပါတယ်။ နိုင်ငံရေးမတူညီမှုများဖြစ်ပေါ်နေပြီးတရုတ်ကျွေးနွန်နေနေတဲ့ကာဂျစ်စတန်မှာတရုတ်ပို့ကုန်သွင်းကုန်ဘဏ် Asian Bank ဟာဒေါ်လာ၄ဘီလျံဒီပါချေးငွေချထားပြီးနိုင်ငံပြည်ပအကျိုးရဲ့၅ပုံ၂ပုံကျော်ဟာတရုတ်ဖြစ်ပါတယ်အကျိုးဆက်အနေနဲ့နိုင်ငံတွင်းကအဓိကသဲယူပို့ဆောင်ရေးနဲ့စွန့်ရင်စီမံကိန်းများကိုတရုတ်ကပေးအပ်ခဲ့ရပါတယ် ဓာတရအာရှကတရုတ်အကျွေးနွန်နှင့်နေတဲ့နိုင်ငံတွေကိုပေါ်ပြထားတာဖြစ်ပြီးတော့အာဖရိက တိုက်ကနိုင်ငံတွေကိုထည့်ရေးရင်ပြီးတော့မှမဟုတ်ပါဘူး။2023ခုနှစ်ဒီဇင်ဘာမှာအကြံပတ်စစ်ကောင်စီကတရုတ်ဆိုရလူကြကြောက်ဖြူစီမံကိန်းစာချုပ်ကိုပြင်ဆင်ချုပ်ဆိုပေးခဲ့ပါလေ။ဘာတွေပြင်ဆင်ချုပ်ဆိုခဲ့တယ်ဆိုတာကိုတော့တရုတ်အစိုးရဘက်ကရောအကြံပတ်စစ်ကောင်စီဘက်ကပါယနေ့အထိထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မြန်မာကိုပဲအကျွေးထောင်ချောက်ထဲကိုမှ အရောက်မခံခဲ့လို့ဒေါန်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးက ဖွင့်ဟပြောကြားခဲ့ပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်